နိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမြောင်းလိုင်းဟာဇွန်လ26ရက်နေ့မနက်ပိုင်းကဥရောပအာရှစီးပွားရေးကော်မရှင် EEC ဘုတ်ဖွဲ့ဥက္ကဋ္ဌမစ္စတာဘတ်ကိုင်ဇန်အဒီရိုဘစ်စာကင်တာရနဲ့ Mid International Exhibition Center Bed Expo မှာတွေ့ဆုံဆွေးနွေးပါတယ်။ ရှေ့ဦးစွာနိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်အောင်ဥရောပအာရှစီဝိုင်းကော်မရှင်ဘုတ်အခွဲဥက္ကဋ္ဌကယင်းနေ့နေထွေစွာကြိုဆိုနှုတ်ဆက်ပါတယ်။ အဲ့ဒီနောက်တွေးဆောင်ဆွေးနွေးပွဲကိုစတင်ပြုလုပ်ကြောင်းဥရောပအာရှစီးပွားရေးကော်မရှင်ဘုံအဖွဲ့ဥက္ကဋ္ဌကစတောက်ထားအခြေဥရောပအာရှစီးပွားရေးဖိုရမ် EF 2025တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကိုရိုင်းတက်ရောက်တဲ့အတွက်ပူးပေါင်းဆောင်ရွက်မှုများကိုပုံမှန်ဖြစ်ပေါ်စေနိုင်မှာဖြစ်ကြောင်းကြိုဆိုနှုတ်ဆက်စကားပြောကြားပါသည် အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကအခုတွဲဆောင်ဆွေးနွေးမှုကနေတက်စင်မိမိတို့မြန်မာနိုင်ငံနဲ့ဥရောပအာရှစီးပွားရေးတမတ်က EAEU အဖွဲ့ဝင်နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုများကိုလက်တွေ့အကောင်အထည်ပေါ်ဆောင်ရွက်နိုင်ရန်တွန်းအားဖြစ်စေမည်ဟုယုံကြည်ကြောင်းမြန်မာနိုင်ငံနဲ့ဥရောပအာရှစီးပွားရေးတမတ်က EAEU တို့အကြား2023ခုနှစ်မှာပူးပေါင်းဆောင်ရွက်မှုစကြွန်လွားလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်းလက်မှတ်ရေးထိုးထားတဲ့ပူးပေါင်းဆောင်ရွက်မှုစကြွန်လွားအကောင်အထည်ပေါ်ဆောင်ရွက် က်ချင်းမှတက်စဉ်ဥရောပအာရှစီးပွားရေးသမတ်က EAEU ရဲ့လေးလာသူနိုင်ငံအစဉ်အထိတက်လန်းနိုင်မည်ဟုလည်းယုံကြည်ကောင်းပူပေါင်းဆောင်ရွက်မှုကိုပုံမိုခိုင်မာကြေပြန့်စေရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းပြန်လည်ဆွေးနွေးပြောကြားပါရစေ။ ဆက်လက်ပြီးနိုင်ငံတော်စီမံအချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌတုံဟောင်းမြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင်နိုင်ငံများအကြားစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ဆောင်ရွက်သွားရင်းမြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍမြင့်တင်ရေးတည်ယူပို့ဆောင်ရေးကဏ္ဍမြင့်တင်ရေးတက္ထူတူဖော်မှုဆိုင်ရာနည်းပညာမြင့်တင်ရေးနှင့်စွဲရေးကဏ္ဍမြင့်တင်ရေးတို့မှနည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလှုံ့ဆော်သွားမယ်ကိစ္စရွှမ်းများမြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင်နိုင်ငံ ငံများအကြတိုင်ရိုက်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းကုန်စည်ပြပွဲများဖိုရမ်များကျင်းပခြင်းတို့နှင့်စီးပွားရေးကုန်သွယ်မှုအခွင့်အလမ်းကိုပုံမှုအရှိန်အဟုန်မြင့်တင်ဆောင်ရွက်နိုင်မဲ့ကိစ္စရပ်များမြန်မာနိုင်ငံအနေနဲ့ဥရောပအာရှစီးပွားရေးတမက EAEU ရဲ့လေးလာသူနိုင်ငံအစဉ်အထိတက်လှမ်းနိုင်ရင်ကူညီဆောင်ရွက်ပြီးသွားမှာဖြစ်ပြီးစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းများစွာကိုဖော်ဆောင်ပေးနိုင်မဲ့ကိစ္စရပ်များနဲ့ပတ်သက်၍ရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်ရှင်။